မင်္ဂလာပါရှင်ကို့အကြောင်းကိုသိဖို့လူတွေအကြောင်းကိုသိဖို့ဂျူရီယာတီဝီနီအကြောင်းကိုလေ့လာကြမယ်ဆိုတဲ့အစီအစဉ်ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့မတ်ဂျိုရဲ့ဂျူပီတာဂျိုရဲ့စီတန်ဂျိုရဲ့ဆိုတဲ့ဂျိုသုံးခုအကြောင်းကိုလေ့လာသွားကြမှာဖြစ်ပါတယ်အခုလေ့လာသွားကြမယ်အဲဂျူရီအကြောင်းကတော့အဲဝက်စတန်အက်စထရိုလော်ဂျီလို့ခေါ်တဲ့အနောက်တိုင်းနက္ခတ်ပညာအရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะ အာအင်ဂါဂျိုဟာဆိုလို့ရှိရင် mouse ဂျိုလို့ခေါ်တဲ့အင်ဂါဂျိုဟာဆိုလို့ရှိရင်တော့နေနဲ့အနည်းဆုံးမှရှိရမို့လို့သူကအနီရောက်အတွင်တန်းကိုစောင်းပါတယ်အတိတ်ပဲအားဖြင့်ကသူကတိုက်ပွဲတို့ conflict တို့နောက်တစ်ခါထိတ်တန့်ရင်ဆိုင်ခြင်းစစ်ပွဲတို့ကိုကိုစားပြုတာဖြစ်ပါတယ်အကောင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့သူကတက်လက်တယ်ဖျက်လက်တယ်အင်အားကြီးတယ်လှုပ်လှုပ်ရှားရှားနေတယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ဂျူပီတာဂျိုကကြတော့ ဒီနေပြီးလို့ရှိရင် သူက အကြီးဆုံးဂျိုတလုံးဖြစ်ပါတယ်နော်တောက်ပချင်းအားဖြင့်ကလည်းအယောင်သွေးကလည်းအရန်လှတယ် Venus ဂျိုတောက်ကြဂျိုပြီးလို့ရှိရင်သူကတောက်ပဆုံးဂျိုတလုံးလည်းဖြစ်ပါတယ်အဲသူ့ကိုတော့ကံကောင်းခြင်းဂျိုတစ်ခုအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်နော်သူကပေါ်ကြွယ်ဝခြင်းကံကောင်းခြင်းသဟာစာရကြခြင်းမျှတခြင်းဆိုပြီးတော့အတိတ်ပဲတက်ရောက်ပါတယ်အနောက်တိုင်းကလူတွေကတော့သူ့ဒီဂျာတပတိဂျိုလို့ခေါ်တဲ့ဂျူပီတာဂျိုကိုအရန်ခြိုက်ပါတယ်သူကိုဇူးနဲ့ပြားနဲ့လည်းတင်စားခေါ်ဆိုကြပါတယ်နော် စနေဂျိုလို့ခေါ်တဲ့စီတန်ဂျိုကကြတော့သူကတည်ဆုံးခြင်းအတိတ်ပြန်ပြောင်းလဲခြင်းအိုဟောင်းခြင်းဆိုတဲ့အတိတ်ပဲကိုတက်ရောက်ပါတယ်နော်ဆိုတော့ကိုယ့်ရဲ့ဇာတာမှာဒီမတ်ဂျိုတို့စနေဂျိုတို့ရှိရဆိုလို့ရှိရင်တော့ဟို ိုကဘယ်နေရာမှာဘယ်စာမျိုးဝဲတွေကိုဖြည့်ရမလဲသင်ခန်းစာတွေဖြည့်ရမလဲဆိုတာကိုရှာဖွေတွေးရှိမှာဖြစ်ပြီးတော့ကိုရဇာတော်ခွင်မှာဂျူပီတာဂျိုစုံမနေတဲ့နေရာကတော့ကိုအရန်အားဆိုင်စရာမလိုပဲနဲ့ကံအထောက်အပံ့ရရှိနေမဲ့နေရာလို့ပြောလို့ရပါတယ်เนาะဆိုတော့အခုဆိုလို့ရှိရင်တော့ဇာတာခွင် လူတယောက်ရဲ့ဇာတာကိုကြည့်ဖို့အတွက်အဓိကဂျိုနေနဲ့လအပြင်ပေါ့နော်ဂျိုငါးလုံးကိုပြောပြပေးသွားတာဖြစ်ပါတယ်အရင်ကဗီဒီယိုတွေကိုအရင်ဟိုရှာကြည့်လို့ရပါတယ်နော်ဆိုတော့နောက်ဗီဒီယိုတွေမှာတော့ဒီရာတီခွင်ရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ရာတီခွင်နဲ့သူ့ရဲ့စုမှုနေတဲ့ဂျိုတွေအကြောင်းကိုလည်းချိန်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်နော်။အအခု let the law အချိန်မှာဆိုရင်ဒီနေ့ session ရဲ့နေ့မှာတော့အင်ဂါဂျိုကလီယိုရာတီခွင်ကိုဝင်သွားပြီဖြစ်ပါတယ်။လီယိုဆိုတာကလည်းတော ောက်ပခြင်းတက်လက်ခြင်းဖြက်လက်ခြင်းဆိုတာကိုဟိုဆိုတဲ့အတွင်ရှိရခါကြတော့အင်္ဂါဂျိုဝင်သွားတဲ့ခါကြတော့အာသူတို့ရဲ့တက်လက်ခြင်းကတကယ်ကိုပြပြင်းသွားကြပြီပေါ့နော်ယာတီခွင်နဲ့ယာတီခွင်နဲ့ဒီလီယိုလီယိုယာတီခွင်နဲ့ဒီမတ်စ်ဂျိုနဲ့ပေါင်းဆက်လိုက်တဲ့အခါကြတော့လေဆိုတော့ခုလိုအရင်ကမလုပ်ဖြစ်တဲ့အလုပ်တွေအကောင့်ထဲမပေါ်ဖြစ်တဲ့အလုပ်တွေကိုဆက်လက်အကောင့်ထဲပေါ်ပြီးတော့အော်လှုပ်ဆောင်ရမယ်အကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ